ကဲမင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ hobby ဒီခေါက်မှာကျွန်တော်တို့ဗာသင်တဲ့စာလေးပြမလဲဆိုတော့ programming language တိုင်းအရေးကြီးဆုံး beginner တွေခြေစားချင်းကြောင်ကြောင်သွားတယ်ဗာလဲဆိုရင်အားပါလဲဆိုတော့ variable ဟုတ်လား variables variable is memory location allocation of memory ဟုတ်လားဒီတိုင်းပုံမှန် definition ညာတော့ variable ဆိုတာ variable ဆိုတာ memory location တကူပါ memory ဘောမှာနေရာယူသွားတာပါဟုတ်လားဒါလုံးရစစ်စစ်ပေါ့ပေါ့ဟာဒါပဲသူရတကယ်လုံးလို့တဲ့လုံးဆောင်ချက်နဲ့ definition ဒါပဲ တကယ်ကျတော့ variable ဆိုတာကျွန်တော်တို့ data တစ်ခု store လို့ရအောင်နေရာယူလိုက်တာဒါပဲ data သိမ်းမြန် data တိုင်းမျိုးစားတွေထည့်မယ် variable နမူနာပေးမယ်ဆိုရင်ဘောက်တွေကျွန်တော်တို့အဲ product စင်တွေအဲကျွန်တော်တို့ဖနဖနဖနထားတဲ့ခန်းလေးတွေပြီးကျွန်တော်တို့ဟာတွေ video တွေအဲကြိုက်သလိုပြီး data ထည့်လို့ရတဲ့ဟာမှလည်းပါလဲဆိုရင် variable ဘာဖြစ်လို့လဲဆိုရင်အဲသူအဲ့ဒီဟာတွေမဟုတ်ကျွန်တော်လည်းထည့်လို့ရတယ်အဲ့ဒါဟုတ်ကဲ့ဟုတ်ကဲ့ဒါ variable ကိုပြောတာ variable data store မဲ့နေရာဟုတ်လားကဲလောလောဆယ်ကျွန်တော်တို့ကြည့်မယ် variable စတင်ပြီးကျွန်တော်တို့ပထမဆုံးမလုပ်ရအောင်လဲ data types programming language to could use it. Dot demands a pine on programming yet. Parameters data. Parameters ra muye load on a data. Well, color are custom object you are move. Or a pine on a string as everything is is objects loop. You are with the body alido she did it. Parameters body alido she did it. Alido marabe. Okay, very even the message me. Pramadon in a name rune chime. Keywords very even name and my keywords do you find that you have a keywords to programming language diet. သူတို့ကြိုပြီးတော့ David Force ဆိုထားတဲ့ keywords တွေသုံးလို့မရဘူး arithmetic operator ပေါင်းလို့မျောစားတွေသုံးလို့မရဘူးပြီးတော့ sign box တင်ကြတာတွေသုံးလို့မရဘူးဒါတွေကြည်ဒါပဲပြီးရင် space bar ချလို့မရဘူးပြီးကျွန်တော်တို့ number နဲ့စလို့မရဘူးဒါပေမဲ့ number နဲ့တော့သုံးလို့ရတယ်ကြိုက်တဲ့နေရာထားလို့ရတယ် number ကစလို့ပဲမရတယ်ကျန်တဲ့နေရာထားလို့ရဟုတ်လားနောက်တစ်ခါ letter message case our upper case lower case mistake case ဆိုတာရောပြီးရေးတယ်ကျွန်တော်တို့ canvas case ကိုပြဒီလိုလေး sans message student age ဒါဆိုရင်တို့ method name ဒါဆို my bar variable name လေဒါဆိုရင်တို့ method identifier လေ variable name တွေကိုဘာလို့လဲခေါ်လဲ identifier လို့လဲခေါ်တယ် variable name method name class name object name ဘာလို့ဘာလို့ခေါ်လဲ identifier လို့ခေါ်တယ် okay မလားအပြင်တို့ underscore တွေပါလို့ရတယ်ဒါပဲ okay ကျွန်တော်တို့ keyword ကိုကျွန်တော် keyword ကိုဟာပိုင်းသွားတော့လွယ်လို့တော့ဒီတိုင်းပဲဆို ID ရန်လို့ရ sorry sorry ဟုတ်လား ID ID ပိုင်းသွား ID ID ဟုတ်လား sorry နဗင်းပွင့်လာထားလိုက်ဟုတ်လားဟုတ်ပြီ idea လေးတွေရပြီ agm behavior ဒီမှာသူကသူ့ရဲ့အကူအညီလေးတွေရှာလို့ရတယ်ကျွန်တော်ကဗာကြည့်မလားဆို keyword တွေပိုင်းသမား keyword ဘယ်နှခုရှိလဲကြည့်တင်တာ keywords အဲဆို k e y w o r d s keyword လို့ရပြီးရင် declaration copy ရင် parenthesis ကဒါဆိုသူ့ရဲ့ keyword တွေကြာတာဒါပဲ၉၃၂၀ခုဒီဘက်က၈ခုနဲ့ဆိုအားလုံး35ခုဒါပဲ keywords ပေါ့ browse ရှိတယ်သူ35ခုရှိတယ်ဒီ python 3.8ပါသူလောလောလဲလဲပါရှင်ဒီပြင်မှာဗျာမပုံစံမှာ keywords တွေတွို့ရင်တွို့လာမယ်ရောက်ရင်ရောက်လာမယ်ဟုတ်လားဒါ keywords အလိုကြည့်ဟုတ်ကဲ့မလားအဲဒါ keywords ဒီလို keywords တွေသူယူထားတဲ့ keywords တွေတော့ဘယ်ကြီးပဲနေနေမှာပေးလို့မရဘူးโอเคဒါကြီးပေးလိုက်အောင်မယ် sorry ပါဟုတ်ရေးတယ်โอเคရှားလိုက်တော့ဟုတ်ပြန်ကြည့်မယ်ကဲဒီကမှာကျွန်တော် data type လေးနဲ့ variable လေးကိုနည်းနည်းပြောချင်တာဟုတ်ကဲ့ data type ဒီ ကျွန်တော်ကြည့် very ပိုင်းသမား very ပဲ name ပေးဖို့ဘာဘာ keyword မှမလိုဟုတ်နော်တခြားဘာတွေမှာဘာ keyword လိုတယ်တို့ IND ဆို IND Java မှာဆို IND value ထားမှာလား integer value ဆို IND x ဆိုပြီးပေးရတယ်အာ Java security တွေမှာဆိုတော့ဘာတွေပေးရလဲဘာဆိုတဲ့ keyword ကိုတော့ဘာအောင်ကြော်ညာတယ် variable ကိုကြော်ညာတယ်မပိုင်လဲရတယ် Java script မှာကိုကဒါပေမဲ့များသောဖြင့်လက်ဆလက်နာတွေကြံ့နေတော့များသောဖြင့်ဘာပါတယ်ကဲလိုရင်းနာမည်ပေးလိုက်ဖို့ပဲဟုတ်မလားနာမည်တစ်ခုပေး equal sign နဲ့ data ထည့်လိုက်တာနဲ့သူဒီဘာတက်ရောက်လာ ဘယ်ဒီပဲဖြစ်သွားတယ်စတိုးရီပုံစံဖြစ်လာကဲစတိုးရီပုံစံတော့သူ့မှာ parameter အခြေခံဘာလေးရှိလဲညာနည်းနည်းအခြေခံလေးပြအောင်ပြီးရင်တော့ delay challenge နောက်မှလာတယ်ကဲတော့ကြည့်ဒါဆိုရင် h tan x ဆိုတဲ့ variable နေနေတော့ဘာထက်လဲ7ထက်လိုက်သူ့ရဲ့ type စစ်ကြည့်ဒါ print ရတော့သူ့ရဲ့ building function ဝင်းပါနေတဲ့ function type ကလည်း building function နှစ်ခုလုံးကို function ပဲဒါပေမဲ့ဒီ type ကဘာမှတ်တက်ကိုလုပ်လဲဆိုစစ်ပေးဒီထည့်လိုက်တဲ့ h က h tan ဘူးတဲ့ဟို x ဆိုတဲ့ variable တဲ့ကိုငါဘာထက်တာလဲမင်းဘာထက်တာလဲစစ်ပေး အဲ့တော့ဒါစိတ်ပြီးတော့ print out ထုတ်ကြပြင်ထုတ်ကြမလားဒီရဲ့ဒီဘာတန်မို့လဲအိုင်အင်တီဂျာလားကိန်းပြလားကိန်းပြဆိုကိန်းပြဒါဆိုရင်တက်တမဆိုတက်တမဗါသူကဆိုပြလိမ့်မယ်ဒါ type တွေကိုကျွန်တော်စစ်ကြည့် data type လို့ခေါ်တယ်ဟုတ်နော် data type ကိုပိုင်းသွင်း vision building function type ဆိုတဲ့ method တော့တုံးပြီးအိုင်ထဲမှာ present သစ်စစ်တယ်မှာကိုယ့်ထဲကိုယ့်ရဲ့ variable parameter ထည့်ပြီးတော့စစ်လို့ရဟုတ်နော် data type okay ကဲကျွန်တော်ဒါလေးကိုကျွန်တော်တို့ run ကြည့်မယ်အပြင်တော့ဒါပါစီ string data type ထည့်ထားတယ်ပြီးကျွန်တော်တို့ဒါ boolean type ထည့်တယ်ပြီးကျွန်တော်တို့ဒါ none ဆိုပြီးထည့်တယ်ကဲ run ကြည့်မယ်ဗျာ ရမ်မော်ဂျူကြည့်မယ်ဟုတ်လားရမ်မော်ဂျူပထမဆုံးတော့တို့ class ဒါမျိုးစားပါတယ်တော့ IND ကပထမဆုံးကို7ထည့်တာ IND ဟုတ်တယ်ဒီဂျာကိုတော့ variable တစ်ခုတည်းကိုကျွန်တော်ဘာလို့ထည့်ပြရလဲဆိုရင် Python ဒီ dynamic type ဆိုပြချင်တာဟုတ်လားဒီတစ်ခုတည်းကိုပဲကြိုက်တဲ့ data type အမျိုးစားထည့်လို့လို့ရကျွန်တော်တို့ BOE လို့ပြောတာအမှန်တော့တချို့ကဆိုရင်ပတ်စံ8ဆိုရင်ပတ်စံ8ပဲထည့်အဲဒီတတိတန်ပေါ့ဗျာကျွန်တော်တို့ကျွန်တော်တို့အာ ဖနက်ဖနက်စင်ဆိုဖနက်ပဲထားမယ်ဖနက်ပဲထားမယ်နော်အဲ့ဖနက်ထားမှာဒါပါဖနက်ထားမယ်ဒါအိမ်လိုဖနက်ထားမယ်ဒါရေစုံဖနက်ထားထိုက်ပြီးတော့တိုက်အမျိုးသားခွဲနေကွယ်ကွန်ပျူတာမှာတော့အလောက်ခွဲပါဦးအနည်းဆုံးမှနံပါတ်တိုက်ရှိမယ်ကဏ္ဍမျိုးသားရှိမယ် string စာမျိုးသားရှိမယ်ကာလိုက်တာမျိုးသားရှိမယ်ပြီးရင်တော့တော့ boolean မျိုးသားရှိမယ်ပြီးရင်တော့ဘာမှမထည့်တဲ့မျိုးသားရှိမယ်ဒါပဲကွန်ပျူတာမှာတော့အလောက်မခွဲဘူးအပြင်မှာလာတိုက်စတေအများကြီးရှိမယ်အဲ့ကြောင့်ကျွန်တော်တို့ကဘာဖြစ်လို့ဒါကိုရှင်းပြရလဲဆိုတော့တချို့ programming မှာ IND number ထည့်မယ်ဆို number ပဲထည့်လို့ရတယ်စာထည့်လို့မရဘူးစာထည့်မယ်ဆိုစာပဲထည့်လို့ရတယ်ဆိုစာစာ string ကိုပြောတာနော် string စာကြောင်းထည့်မယ်ဆိုစာကြောင်းပဲထည့်လို့ရတယ် number ထည့်လို့မရဘူး boolean ထည့်မယ်ဆို boolean ပဲဒါကတော့ကြိုက်တာထည့်လို့ရတယ်ဆိုတော့ variable တစ်ခုဟုတ်လား allocation တစ်ခု storage တစ်ခုကျွန်တော်တို့ကြော်ညာလိုက်တာလေကြိုက်တာထည့်လို့ရတယ်ဆိုတော့ကျွန်တော်ပြချင်လို့ဒီလိုရှင်းပြ Okay ဒီမှာဆိုရင် age ကိုနောက်ထပ် float down ကိုထည့်ဒါ float လို့သူစစ်တယ်ပြီးတော့ဒါကို string လို့သူစစ်တယ်ဟုတ်ကဲ့ပြီးတော့ခုဒါသည် str string ပြီးရင်တော့ အဲ true ball လို့ဆိုတော့ပါတော့ boolean b o n boolean value ပါတယ်ဒါဆိုရင်တော့ name ထည့်တာဘာမှမထည့်ရဲ name တိုင် name ဒီလေတိုင်မျိုးစားဘာမှမထည့်တာပဲဘာမှမရှိတာပါတိုင်မျိုးစားဘာမှမရှိတဲ့မျိုးစားဖြစ်โอเคဒါဆိုကျွန်တော်တို့ python ရဲ့ parameters တိုင်လေးကိုမိတ်ဆက်ပြရဗျာတိုင်ဒီမှာများဆုံး parameter type မရှိလို့လည်းပြောရင်ကြာပါမယ် parameter type ဘောတရားတော့မရှိဘူးပဲမရှိလို့ရှိရ programming language တွေရဲ့ theory อ่ะโอเคမလားโอเค thank you ဗျာ